အလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့ Rush God New India မှာရှိတဲ့ Mahatma Gandhi Museum ကိုတွားရောက်လည်လာခဲ့တဲ့ကြောင့်ပူတူတပ်ကိုရံပြန်လည်တင်ဆက်ပေးချင်ပါတယ်အယုံဆုံးနေတဲ့မဟာမကန်ဒီယာဆိုရင်ပေါ်ပန်တာလို့ခေါ်တဲ့အိန္ဒိယရဲ့နောက်ကယူရမှာရှိတဲ့မြို့လေးကနေမွေးဖွားခဲ့တာပါ။ ဒီရဲ့မဟာတမဂန်ဒီမူဇီယမ်ကဆိုရင်ဘရင်ကဘုံတော့ Alfred High School ဖြစ်ခဲ့တဲ့ဂန်ဒီကိုယ်တိုင်တက်ခဲ့တဲ့အကြောင်းကိုမှပြတဲ့အဖြစ်ပြန်လဲပြီးတော့ပြောင်းလဲပြီးတော့ကြောင်းလဲပြီးတော့ပြတ်သားနေရဖြစ်ပါတယ်။ဒီရဲ့ Alfred High School ကဆိုရင်လည်းဒီ Rush Court မြို့မှာပဲရှိတာ ကင်ဖြစ်ပါတယ်။ရင်တော့ဒါကကင်တီရဲ့ family tree ပါ။ကြားလိုက်တဲ့ကိုဝင်လိုက်တာနဲ့ကင်တီရဲ့ဟိုဘောနောသူ့ရဲ့သမိုင်းချောင်းဒီပြီးတော့သူ့ရဲ့အရင်နာမည်ကြီးခဲ့တဲ့သူပြောခဲ့တဲ့စကားစုလေးတွေကိုပြသထားတာပါ။ဒီမှာဆိုရင်ကန်ဒီရဲ့ငယ်ဘဝကပေါ့နော်ပုံလေးတွေသူတက်ခဲ့တဲ့ကြောင်းအစားရှိသူဖြစ်အဲ့ဒါလေးတွေကို อย่าใส่เทมาอย่าใส่ทาบาเ န်ဒီကသူအသက်73နှစ်အရွယ်မှာကစ္စတပိုင်ကပတီယန်နဲ့လက်ထပ်ခဲ့ပါလေဒီမှာဆိုရင်လေကိုရိုင်းပေါ်တော့ဒီခုနှစ်တက်ကရစ်တီလိုက်သိရှင်တဲ့ကန်ဒီရဲ့အကြောင်းဒီအရေးထားလေးဒီကိုလည်းကိုရိုင်းဖတ်ရှုလို့ရပါသေးတယ်ဖတ်ရှုလို့ဖတ်ရှုလို့ ဒါကတော့ပြတိုက်ရဲ့အပြင်ဘက်ကိုရိုက်ကပ်ထားတာပါဒီမှာဆိုရင်တော့ဒီအိန္ဒိယလူမျိုးတွေရဲ့ဒီပြည်တွင်းဖြစ်ပေါ့နော်ခြီးကြီးကိုယ်တိုင်ရက်လုပ်ပြီးတော့အသုံးပြုကြတယ်ဆိုတာကိုတင်ပြထားတာဖြစ်ပါတယ် ဒီဝါဒအရှရမ်မှာဆိုရင်အရှရမ်သူရာကတော့ဟိန္ဒူဘာသာဝင်တွေရဲ့တရားကျင့်ကြံတဲ့နေရာလေးဟုတ်တယ်ပေါ့နော်ဒီအာဂကန်ပယ်လစ်ကဆိုရင်ဂန်ဒီအကျဉ်းချထားချင်းခံရတဲ့နန်းတော်ဖြစ်ပါတယ်ဒါကတော့ပြတိုက်ရဲ့အပေါ်ထက်ကိုထက်သက်တာဖြစ်ပါတယ် ပကံနေပေါ့နော်ဒီမှာတွေ့ရမယ်ဆိုရင်သူရဲ့ Gandhi ရဲ့ဒီ minimalism philosophy ပြီးတော့ပေါ့နော် self sufficiency ဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာလေးကိုသူကပြအတာပြထားတာဖြစ်ပါတယ်သူကကျတော့တကယ်လုံးဝကို materialism ဆိုတဲ့သဘောတရားကို reject လုပ်တယ်ဆိုပြီးတော့ပေါ့နော်ထင်ထားတာပေါ့နော် ဒီရဲ့အကန့်လေးကတော့အကြိုက်ဆုံးပဲဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ तू ကဆာသားလေးတွေကိုအဲ့လိုမျိုးပေါ့နော်အမောင်ကန်းထဲမှာအဲ့ဒီနဲ့ရန်လေးတွေပေါ်မှာပေါ့နော် तू ဆာသားလေးလေးရေးချထားတာလေးတွေကိုမြင်ရအောင်လုပ်ထားတာပေါ့နော် ီမှာဆိုရင်အဲ့ဒီချီတဲ့ဒီပုံမှာကန်ဒီရဲ့အရင်ကို powerful ဖြစ်ခဲ့တဲ့ quotes လေး message လေးတွေကိုရေးထားပါတယ်။ တိုက်အပြင်ဘက်ကရှောက်လန်းပေါ့နော်ပြီးတော့မှအဲ့လိုတခမ်းပြီးတခမ်းဝင်ပြီးတော့ကြည့်ရတာပါဒီမှာဆိုရင်တော့ chaka လို့ခေါ်တဲ့ spinning wheel ပေါ့နော်ဒီချီရေကိုဒီရဲ့ wheel ပေါ်မှာရက်လုတ်ထားတာပေါ့နော်အဲ့ဒီအလေးကိုပြထားပါတယ် ီမှာကတော့ Gandhi ji ကိုယ်တိုင်ရဲ့ Equality of All Religions ဆိုတဲ့ဘာသာအလုံးတန်းတူညီမျှမှုဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်လက်ခံယုံကြည်ထားတဲ့အကြောင်းကိုပြသထားတာဖြစ်ပါတယ်။ဒါကတော့ခုနကပြခဲ့တဲ့ဒီ charka လို့ခေါ်တဲ့ spinning wheel ပေါ့နော်ဒီမှာဆိုရင်ဗီဒီယိုလေးလည်းပြထားတယ်ဒီအိန္ဒိယအတီကသူတို့ရဲ့ပြည်တွင်းထုတ် တဲ့ချီတယ်ပြီးကိုအမျက်တနှိုးပေါ်တော့ဝစ်ဆင်ကြတယ်။ဒီမှာဆိုရင်တော့ကန်ဒီနဲ့အတူဒီရဲ့သူ့ရဲ့တုတ်ရှောင်းမှုတိုင်းမှာပါဝင်ခဲ့တဲ့တကယ်ကိုနမည်ကြီးတဲ့ကောင်းဆောင်လေးပေါ့နော်။ဖန်ခင်ရတယ်ခုနှစ်တက်ကြွေလေးတွေနမည်လေးနဲ့အကြောင်းအရာလုံးစုံကိုပြသထားပါတယ်။ ဒီမှာဆိုရင်တော့ Candy ရဲ့ spiritual mentor လေးဟုတ်တယ် Jane Philosopher poets လေးဖြစ်တဲ့ Shrimad Rajendra အကြောင်းကို ပြသထားတာဖြစ်ပါတယ်။သူကဆိုရင် Candy ကဆိုရင်ဒီရဲ့ Shrimad ရဲ့အော်တင် जा ပြတ်တမှုတွေအဲ့လိုအကျမ်းမဖတ်တဲ့ဝါဒတွေအဲ့ဒီဟာတွေကိုပေါ့နော်ဒီပုဂ္ဂိုလ်စီကနေပြီးတော့သူအများကြီးလေ့လာသင်ယူခဲ့တယ်။ ီမှာကတော့ Candy ရဲ့ original speech ကို headphone နဲ့မှနားထောင်နေတာဖြစ်ပါတယ်။ဒီ Mad Mac Candy Museum ကိုလာရောက်ပြီးတော့လည်းပဲခွင့်ရတာပေါ့နော်။တကယ်ကိုအရင်ကပူတူတိုင်းရတယ်။အလုံးမဲ့အိန္ဒိယကိုရောက်ခင်ရင်လေပေါ့နော်။ဒီ Rush Coffee ကိုရောက်ခင်မယ်ဆိုရင်လည်း Mad Mac Candy Museum ကိုလာရောက်ပြီးတော့လည်းပဲပြီးတော့လည်းလာဖို့ကြွယ်အကြံပြုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။